အလူဒါနလုတ်တဲ့လူနဲ့အလူဒါနမလုတ်တဲ့လူဟာဘယ်လိုကွဲပြားတော့ဆိုတော့မြတ်စွာဘုရားကဖြေတယ်အလူဒါနလုတ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်အဆင်ပိုပြီးတော့လှတယ်ချမ်းသာဒုက္ခပိုပြီးတော့ကြီးမားတယ်အချမ်းအယံတွေပိုပြီးတော့များတယ်ဩဇာအာဏာအစိုးရမှုတွေပိုပြီးတော့များတယ်လို့ ။ဟောရှင်လိုက်တဲ့အခါကွဲပြားခြားနားမှုရှိတယ်လို့ဆိုလို့တရားဆိုတဲ့စွမ်းအားတူတယ်။သီလဆိုတဲ့စွမ်းအားလည်းတူတယ်။ပညာဆိုတဲ့စွမ်းအားလည်းတူတယ်ပေါ့။ဒါတွေတူပြီးတော့မိမိဘဝမှာလှူဒန်းမှု ရှိသူနဲ့မရှိသူအဲ့လိုကွဲပြားခြားနားသွားတယ်။လူတန်းမှု မရှိတဲ့ပုဂ္ဂိုလ်ကိုလူတန်းမှုရှိတဲ့ပုဂ္ဂိုလ်ကအသက် အာဖြင့်လဲသားရသားလွန်နေအစင်းအယောင်အာဖြင့်လဲသားလွန်နေခြံသာဒုက္ခအာဖြင့်လဲသားလွန်နေအချမ်းရအကျော်စောအာဖြင့်လဲသားလွန်နေနောက်ဆုံးမှာဩဇာအာဏာတကူကြီးထွားမှုလဲသူကသားလွန်နေအဲ့တော့ဂဏိခေလူတွေထဲမှာကြည်ကြည်ပေါ့မိသားစုတစုထဲမှာကွက်ပြားခြံသာမှုတွေရှိလိမ့်အဲ့ဒါတွေကိုစနစ်တကျလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် ကွဲပြားခြားနာတာတွေတွေ့နိုင်တယ်ပေါ့ကွဲပြားခြားနာတာတွေ့အဲ့တော့မြတ်စွာဘုရားက ဖြေလိုက်တဲ့အခါမှာသူမနာမင်းသမီးကထမေးတယ်အရှင်ဘုရားတဲ့အဲ့ဒီလိုနတ်ပြင်ရောက်တဲ့အခါကွဲပြားခြားနာမှုရှိလို့သူတို့ဟာနတ်ဘဝကနေသုတေလို့လူဘဝရောက်လာပြန်ရင်ရောကွဲပြားခြားနာမှုရှိနိုင်သလားတဲ့ဒုတိယမေကွန်းကအဲ့လိုမေးတော့မြတ်စွာဘုရားရှိတယ်တဲ့ လူဖြစ်လာလို့ရှိရင်လည်းကွဲပြားခြားနာတယ်ဘယ်လိုကွဲပြားခြားနာတော့ဆိုဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကနော်ဒါနကောင်းမှု မရှိတဲ့ပုဂ္ဂိုလ်သရာသီလပညာတူညီတော်လဲဒါနမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကိုဒါနရှိတဲ့ပုဂ္ဂိုလ်ကအသက်အပြည့်နဲ့တာလွန်နေတဲ့သက်ရှိမှုအပြည့်နဲ့တာလွန်နေအစင်းလပမှုအပြည့်နဲ့တာလွန်နေချမ်းသာဒုက္ခများမှုအပြည့်နဲ့တာလွန်နေ အချမ်းရံများမှုအပြင်လည်းတာလွန်ပြီးတော့ဩဇာအာဏာအရှိန်အဝါကြီးမှုအနေနဲ့လည်းတာလွန်တယ်။ဟောလူဖြစ်လာတဲ့အခါမှာလည်းကွဲပြားခြားနားမှုရှိတယ်။ဧကနိကေမှာလည်းတည်တည်ချာချာလိမ့်လာစဉ်းစားကြည့်ပေါ့မိသားစုထဲမှာညီကိုမောင်နှမတွေရှိကြတဲ့အထက်အားလုံးဟာတမေအေတဲ့တဖေအေတဲ့ကမွေးလာပေမဲ့လို့အွေရောက်လို့ အသီးအသီးအိမ်တော်ရဲ့သားကြလို့ခွဲသွားတဲ့အခါမှာကြီးပွားသူနဲ့မကြီးပွားသူဆိုတာခဏခင်မှာတည်းပဲလေးလာသုံးသပ်ကြည့်လို့ရတာအစင်းရောင်အစင်းအပြင်းလဲလေးလာ သုံးသပ်ကြည့်လို့ရတယ်ဒီမအေးဒီဖေအေးကမွေးတာဖြစ်တော်လဲပဲတချို့ကရုပ်ပူလှတယ်တချို့ကရုပ်ညံ့တယ်တချို့ကအသက်ပိုးရှည်တယ်တချို့ကအသက်မရှည်ဘူး တချို့ကပို့ပြီးတော့ချမ်းသာတယ်တချို့ကပို့ပြီးတော့မချမ်းသာဘူးမတူညီတဲ့အနေထားတွေဟာခဏတည်းပဲလက်တွေ့လိုက်ရှာကြည့်မယ်ဆိုရင်တွေ့နိုင်တယ်ပေါ့မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်အရဆိုရင်ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကိုလုတ်ခဲတဲ့လောရတရားကိုယ့်ရဲ့ကံကြမ္မာ ပုံရိပ်တရားကိုယ့်မျက်နှာမှာကိုယ့်ဘဝမှာလာပြီးတော့ပုံဖော်ပေးထားတဲ့အတိုင်းပဲဖြစ်ကြတယ်မိသားစုထဲမှာ အမေတူအဖေတူကမွေးထားတာချင်းတူတော်လဲချမ်းသာကြွယ်ဝမှုဆိုတာမတူကြဘူးအတတ်ပညာတတ်ကြမှုဆိုတာလည်းမတူကြဘူးအဲ့ဒီလိုမတူညီမှုကပစ္စုပန်အကြောင်းတစ်ခုတည်းကြီးလဲမဟုတ်ဘူးအတိတ်အကြောင်းလဲပါတယ်ဆိုတာအမတမထင်ရှားတယ်ပေါ့